သေဆုံးသူပေါင်း3600ကျော်သွားပြီ။ဟာဒဏ်ရာသူပေါင်း9000ကျော်တယ်။ဖြောက်ဆုံးသူပေါင်း140ကျော်ရှိတယ်လို့ကျွန်တော်နားလည်ထားတယ်။အားလုံးပြောနေတာဘာလဲဆိုတော့ဒီအခုပြောနေစီးရင်စရတဲ့ဒီတက်ပို့ပြီးတော့လည်းများနိုင်တယ်။ဒါလောလောဆယ်လလန်းမိတဲ့အနေအထားလောက်ကိုပြောပြီးတော့ကျွန်တော်တို့ဒီထက်မှဟိုကျွန်တော်ကနေပြီးတော့ကျွန်တော်ကာဘာလောက်ပြီးပြောသွားတယ်။ဒါပေမဲ့မန္တလေးမှာမန္တလေးကိုကြည့်မယ်ဆိုမန္တလေးမြို့ကပြည့်စည်လို့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံကမီဒီယာတွေမှာကျွန်တော်တို့ရဲ့မီဒီယာတွေမှာလည်းတွေ့ရတော့လဲပဲ။ မန္တလေးနမ်းနဲ့မှရှိတဲ့အပျက်စီးတွေကိုကျွန်တော်ဒီနေ့ထိမတွေ့ရသေးဘူး။မန္တလေးနမ်းနဲ့မှဆိုလဲဟလာသူစစ်တပ်ကနေတက်ထိုင်ကြတာရှိတယ်ပေါ့နော်။ဆိုတော့အဲ့မှာရှိတဲ့အဆောက်အဦပေါင်း80ရာခိုင်နှုန်းပျက်စီးရလို့ကျွန်တော်တို့သိထားရတယ်။ဒီတရင်က confirm လုပ်လို့မရအောင်အတည်ပြုလို့မရအောင်အပြင်လူလဲဝင်ဝင်မရှိဘူး။အပြင်လူလဲဝင်ဝင်မရှိသေးဘူးပေါ့။ဆိုတော့တကယ်တော့အပျက်စီးပမာဏတော့ပြောမှာစုကျွန်တော်တို့အပြင်ကနေပြောနေတဲ့ comment ချက်တွေရေးသားနေ comment ချက်တွေပုံကြီးများနေတယ်လို့ကျွန်တော်တို့ပြောလို့ရအောင်။ဒါအပြင်ကျွန်တော်ထပ်ပြီးတော့ထပ်ပြီးတော့ပြောချင်တာက ကူညီခဲ့စေလုပ်ငန်းတွေဒါတွေဘယ်လောက်ထိအောင်လဲဆိုတော့လေကျွန်တော်တို့ဆွေးနွေးဖို့လိုမှာ